အလုံးမင်္ဂလာပါကျွန်တော်ကတော့တာဂေတာဝိုင်းနီဘုရားရှိတော်ဘုရားမြောက်ဘက်ဆောင်တမှာပြည်ဟောနေတဲ့ဆရာထိုက်အောင်ဦးလို့ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအတွက်29ရက်5လကနေပြီးတော့4ရက်6လအတွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးကိုတဲရောကပ်ဖြစ်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဖို့ဒီကာလမှာအပြိုင်ဆိုင်တွေများနေတဲ့ကာလလည်းဖြစ်ပါတယ် နောက်ရှင်တုမပြိုင်တာတွေခံရမယ်။နောက်အန်တုတာတွေခံရမယ်ကာလလည်းဖြစ်ပါတယ်။ဝေဒီဥစ္စာနဲ့ပတ်သက်လာရင်တော့ငွေစုဆောင်မိနိုင်လိမ့်မယ်။အဖိုးတန်အကြောင်းမဲ့တာတွေဝင်ခင်းရှိတယ်။ပြီးတော့ကားဝယ်မယ်လို့ညီမတားတွေကားဝယ်ပြလိမ့်မယ်။ကားအစ်စ်လဲမဲ့ဇွဲလူတွေလည်းဝယ်ပြပါလိမ့်မယ်။ မိတ်ဆွေတွေထဲမှာတနင်္ဂနွေပို့တဘူးနာမည်ရှင်တွေကစက်မိုင်ညနေတဲ့တင်းစေယုစေကရောက်တဲ့တင်းတွေကြားရတတ်ပါတယ်မိခင်ရှိတဲ့ဆိုရင်တော့မိခင်စက်မိုင်တွေပြန်ကောင်းလာမယ်ပြီးတော့မိခင်စီရလည်းအကူအညီကောင်းတွေရပါလိမ့်မယ် သားရေးသမီးနဲ့ပတ်သက်လာရင်တော့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့စည်ရေးချမ်းသာပါလိမ့်မယ်။နောက်ကလေးတွေနဲ့ပတ်သက်ပြီးတော့ဆရာကောင်းသမားကောင်းတွေတွေ့မဲ့ကာလလည်းဖြစ်ပါတယ်။ကိုယ့်ရဲ့အလုပ်မှာအတွင်းလူနှောက်ယှက်တဲ့ဂယုဆိုင်ပါ။ဝန်ထမ်းဆိုရင်လည်းအထက်လူကြီးကကိုယ်ကိုမတရားဒုက္ခပေးတဲ့ဂယုဆိုင်ဖို့လိုပါတယ်။ ဲဝဲသူများဘုရားတော့အခြေရင်းမှာစစ်သူကမတရားပြောဆိုတာတွေဆွဆွဲတာတွေခံရမဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အခြေရင်းမှာအဆင်ပြေပါဘူးเนาะကိုကရှင်းပြလို့လေသူကနားလဲမှာမပါဘူးเนาะသူပြောချင်တာတွေပဲပြောနေမယ်ဆွဆွဲနေလိမ့်မယ်အင်းတော်ရှင်များဘုရားတော့အင်းတော်ဘက်ဂျမိုင်းညတ်တယ်အသေးစားခွဲစိတ်မှုခံရတဲ့ကာလလည်းဖြစ်ပါတယ် တော့ဒီကလာမှာတနင်္ဂနွေသားဒီမင်းရဲ့ဇက်မကြီးရတော့ရုတ်တက်စိတ်မှဖြစ်နေတဲ့ယောဂါပို့ပြီးတော့စူးနေပါလေအဲ့တော့စိတ်တက်ကြသွားတာစိတ်တက်ရော့ရွာတော့ရော့ရအဲရော့ကြသွားတာတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်နော်ဒီကလာမှာဆရာသမားတွေကိုဒုက္ခပေးတတ်တယ်ဆရာသမားတွေကိုအကြောင်းပြပြီးတော့ ဝေခွန်ကြီးကြမရမယ်ဆရာသမားတွေရဲ့ကိစ္စကိုလိုက်လံဖြစ်ရှင်းတဲ့ကိုပါအမှုတွေပဲဖြစ်တတ်တယ်ပြီးတော့အဋ္ဌိတလုံနေတဲ့လူတွေဆိုရင်လည်းအဋ္ဌိတလုံးဝမလုံနိုင်အောင်ဟန်တာငန္တာရတွေခံနေရလိမ့်မယ်နော်အလုပ်တွေရှုပ်နေတာတို့နော်ပြဿနာတွေဖြစ်ရှင်းနေရတာတို့တော့ကိုယ့်ရဲ့အတွေးအကြုံယူဆတွေကလည်းတိုက်ခိုက်လူစိတ်တွေပြင်းထန်နေတယ်နော်အဲ့တော့ညီညီလေးနေပါဦးအဲ့တိုက်ခိုက်လူစိတ်တွေကိုနော်ရှော့ချတာပါအတိကျတဲ့မွေးမွေးရမယ့်ကာလလည်းဖြစ်ပါတယ် အလုတ်ကင်နဲ့ပတ်သက်လိုက်တော့ဒီကာလညံ့နေဗျအဲ့တော့လုပ်ငန်းတိုးချဲ့မယ်လို့ရည်ဝထားတယ်ရည်မှန်းထားရဆိုရင်ခဏနေပါဦးပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်းကျွန်တော်တို့ခဏနေပါဦးနော်အဲဝန်ထမ်းတွေပါတယ်ဆိုရင်အလုတ်ကထွက်ရတတ်တယ်နော်အလုတ်နဲ့ပတ်သက်ပြီးတော့အခြေအနေမကောင်းဘူးအဲ့တော့တကယ်လို့ဖခင်ရှိရင်လည်းဖခင်ဦးကောင်းနဲ့ပတ်သက်ပြီးတော့ဂျမိုင်းညက်တက်ပါတယ်ဂရုစိုက်ဖို့လိုပါတယ် ငွေကြေးနဲ့ပတ်သက်လာရင်တော့ရုပ်တရက်ငွေအတူဝင်မဲ့ကလာလည်းဖြစ်ပါတယ်။မြွန်မန်းနေတော့ငွေဝင်သေးပါဘူး။အဲ့တော့ကြီးကဲသူတွေရဲ့နော်ကုညီထောက်ပံ့လို့ရတာဖြစ်ဖြစ်ရုပ်တရက်ပေါ့နော်ငွေအလုံးရင်ဝင်မဲ့ကလာဖြစ်ပါတယ်။အဲ့တော့ခုမှရှိတဲ့အခက်ကလေးပြုကြောက်သွားဖို့အတွက်တောက်ကြံနေညနေဆောင်မှာလမ်းမှာလေလွတ်နေတဲ့ခွေးတွေကိုအိမ်မှာရှိတဲ့ဓမင်းကျန်းနဲ့ဟင်းနဲ့နေပြီးတော့ ကိုယ်တွေကိုကျွေးပါတော့ကိုယ်မှာခက်ခဲနေတာခက်ခဲလေးတွေပြေပြောက်ဖို့တော့ငွေကြီးတွေအဆင်ပြေဖို့လုပ်ငန်းကံကံတွေအဆင်ပြေဖို့အတွက်ကိုစုတောင်းပေးပါအဲ့လိုလူလိုက်မယ်အဲ့လိုကျွေးလိုက်မယ်ဆိုရင်ကိုယ်မှာခက်ခဲနေတာခက်ခဲပြေပြောက်ပြီးတော့ဘောင်းကျွတ်ချက်တာများရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ